ဲနောက်ထပ်အသုံးများတဲ့ idiom လေးဆက်လေ့လာကြအောင်နော် travel light သူ့ရဲ့အဓိပ္ပာယ်ကအဲပေါ့ပေါ့ပါပါခီးသွားတယ်ပေါ့အဲ့လိုအဓိပ္ပာယ်မျိုးခီးသွားရင်ဟလာပစ္စည်းတွေအများကြီးတဲမသွားဘူးဂျောဘွေးကြလုံးလောင်းနေအဲ့လိုမျိုးပေါ့နော်ပေါ့ပေါ့ပါပါခီးသွားတယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုး he always travels အမှန်တကယ် subject က singular မလို့ travel verb မှာ s ထည့်ပေးထားတယ်နော် subject က singular ဆိုရင် verb ကလည်း singular verb ကို singular ဖြစ်ရှင်နေဆိုရင် ses ပေါင်းပြရတယ်အဲကြောင့်လို့ he always travels light သူကအများအားပေါ့ပေါ့ပါပါခီထွက်တယ်ပေါ့နော် with just a backpack အဲ with just a backpack just ဒီကြောပိုက်တစ်လုံးလောက်ပဲယူပြီးတော့အများအားပေါ့ပေါ့ပါပါခီထွက်တယ်ပေါ့အဲ့လိုနေပဲမြေနော်ဟာပြီနောက်တစ်ခု live out of a suitcase အဓိပ္ပာယ်က ခဏခဏနေရရွှေ့နေတနေရာထဲမှာအလီတကြအမြဲတမ်းအကြာကြာကြီးမနေဘူးခဏခဏခီးသွားနေရတဲ့အတိတ်ပဲမျိုး live out of a suitcase she's been ဒီမှာ B and Mia Baptist ဆိုတော့ဒီဒီ post of BS က Asians has ကိုပြောတာအတူကောင်ရေးထားတာ she has been living out of a suitcase for men for men's လာပေါင်းများစွာကြောင့်သူကခဏခဏခီးထွက်နေရတယ် on her business tour သူ CYE key နဲ့ CYE အလို့ ခီးစင်နဲ့ပတ်သက်ပြီးတော့မှသူကအမြဲတမ်းအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လာပေါင်းများစွာကြောင်းသူခဏခဏခီးထွက်နေရတယ်ခဏခဏနေရပြောင်းနေရတယ်အဲ့လိုတိတ်ပဲမျိုး she has been living out of a suitcase for months on her business tour middle of nowhere ဆိုအလူပြတ်တဲ့နေရာဗောနော်လူသူကင်းမဲ့တဲ့နေရာလူသူကင်းမဲ့တဲ့ကင်းမဲ့တဲ့နေရာကိုပြောချင်တာလူပြတ်တဲ့နေရာတွေကိုပြောချင်တာ we ran out of ran out of the day ပဲပြက်လက်သွားတယ် are you ran out of the verb 2ပေါ့နော် we ran out of gas စီပြက်သွားတယ်ပေါ့နော် we ran out of gas in the middle of nowhere လူပြက်တဲ့နေရာမှာငါတို့စီပြက်ခဲ့တယ်အလိုဒိဗယ်မျိုးပြောချင်တာဟုတ်ပြီပိုးမိမ့်မိတော့နောက်တစ်ခါလောက်ပြောကြည့်အောင် travel light ပေါ့ပေါ့ပေါ့ခီးထွက်တယ် he always travels light with 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 just backpack live out of a suitcase ဒိဗယ်ခဏခဏပြောင်းရွှေ့နေရတယ် နိုင်ငံခီးထွက်နေရတယ် she is being living out of a suitcase from for months on a business tour middle of nowhere လူပြတဲ့နေရာလူသူကိမတဲ့နေရာ we ran out of gas in the middle of nowhere အနားလည်းမထင်ပါနော်အသုံးများတယ်ဒီ idioms လေးတွေလေ့လာကြအောင်နော်ပထမတစ်ခုကဘာလဲဆိုရင် get the sack သူ့ရဲ့အဓိပ္ပာယ်ကအလုံးဖြုတ်ခံလိုက်ရတာပေါ့ဗျာနော် D I S M I S S E -D. be dismissed from a job, job, job. or get fired. Get the sack. How people vision on Namnawaja He got the sack to a low choke for consistently arriving late to work. Amyere consistently, so a summer be အလုပ်ကိုနောက်ကျမှရောက်တဲ့အတွက် arriving late နောက်ကျမှရောက်တာ to work အလုပ်ကိုအလုပ်ကိုအမြဲတမ်းဟလာနောက်ကျမှရောက်တဲ့အတွက် तू အလုပ်ဖြုတ်ခံလိုက်ရတယ်လို့အဓိပ္ပာယ်ရတယ်နော်အဲ့ဒါကို idiom နဲ့သုံးတယ်ဆိုရင် got the sack အလုပ်ပြောရဲအဲ့ဒါမှတ်ထားမှာသူဒီလိုမျိုး definition နဲ့တွဲမှတ်ထားမယ် idiom state ကိုမှတ်မိခြင်းနဲ့ဆိုခေါင်းထဲမှာပို့ပြီးတော့မှဆက်စပ်မြဲမှတ်မိခြင်းနဲ့ဆိုရင်ဒီလို definition နဲ့တွဲမှတ်ထားတာပိုကောင်းတယ်နော် dismissed from a job အလုပ်ဖြုတ်ခံလိုက်ရတယ်ပေါ့နော်ဟုတ်ပြီဒုတိယတစ်ခုကဘာလဲဆိုရင် throw in the towel သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင် let short အရှုံးပေးလိုက်တာ give up ဒါမှမဟုတ် quit ပေါ့နော် throw in the towel after years of stress and low pay low pay ဆိုလာစားနေတာပေးတာနေတာပေါ့နော်ပြီးရင် stress စိတ်ဖိစီးမှုတွေများတယ်နှစ်ပေါင်းများစွာဒီစိတ်ဖိစီးမှုဒဏ်တွေ လာစားနေတဲ့ဒန်နီဂျောင်းနဲ့ he finally ဟလာနှစ်ပေါင်းများစွာဒီစိတ်ဖြစ်စီမှုဒန်နီဒီလာစားနေတဲ့လာစားနေတဲ့ဒန်နီကိုခံပြီးရဲ့နောက်နှစ်ပေါင်းများစွာခံပြီးရဲ့နောက်မှာတော့ तू ဟာ he finally threw in the towel သူအဲဖတ်လိုက်တယ်ပေါ့ လက်လျှော့လိုက်တယ်ဒီအလုတ်ကနေထွက်လိုက်တယ်ဒီအလုတ်ကိုလက်လျှော့လိုက်တယ်အဲ့လိုတိတ်ပဲမျိုးနော်ဟုတ်ပြီနံပါတ်3ရပါလဲဆိုရင် bury her head in the books သူမရဲ့ခေါင်းကိုသူမရဲ့ခေါင်းကိုစောက်ထဲမှာမြုံနှံထားတယ် bury ဆိုမြုံနှံတာပေါ့နော်အတိတ်ပဲပါလဲဆိုရင်အတိတ်ပဲ study s t u d y study i n t e n s e l intensely study intensely study hard ပေါ့နော်နောက်တစ်ခု study hard ပြင်းပြင်းထန်ထန်ကြိုးစားတော့ပြော during exam week စာမွေးဖြေတဲ့ရက်တစ်ပတ်တော်တွင်မှာဆိုရင် she buried her head in the books ဒီမှာကမိုက်ခေါင်းဆောက်ထဲမှာပဲမြုပ်ထားတယ်အတိတ်ပြရပြင်းပြင်းထန်ထန်စာကြက်တယ်စာလေ့လာတယ်ပေါ့နော်ဟုတ်ပြီပို့ပြီးတော့မှတ်မိတော့နောက်တစ်ခါတော့ပြောကြအောင် get the sack အတိတ်ပြရ dismissed from the job or get fired အလုပ်ဖြုတ်ခံရတယ်။ He got the sack for consistently arriving late to work အလုပ်ကိုအမြဲတမ်းနောက်ကျတဲ့အတွက်သူအလုပ်ဖြုတ်ခံလိုက်ရတယ်။ Throw in the towel တဲ့ပဲ give up လက်လျှော့လိုက်တယ်။ quit ထွက်လိုက်တယ်အတိတ်ပဲမျိုး။ After years of strikes and low pay he finally threw in the towel နေပေါင်းဒီ safe piece မှုဒဏ်တွေလာတာနေတဲ့ဒဏ်တွေကိုနေပေါင်းများစွာခံပြီးနောက်မှာတော့သူကနောက်ဆုံးမှာတော့အလုပ်ကနေထွက်လိုက်တယ်။သူလက်လျှော့လိုက်တယ်။ He finally threw in the towel. bury her hat in the books they will study intensely or study hard เนาะစာကြိုးစားတယ်ပြင်းပြင်းထန်ထန်ကြိုးစားတယ်လေ့လာတယ် during exam week she's buried her head in the books သူကစာမွေးဖြစ်တဲ့အတော်တွေမှာစာမွေးဖြစ်တဲ့ရေးသားအတော်တွေမှာဆိုရင်သူကစာကိုပြင်းပြင်းထန်ထန်ကြိုးစားတယ်ပေါ့နော်အဲနားလည်မထင်ပါရဲ့နော်ဒီ video လေးအကျိုးရှိစေခေါ်ပါမယ် yes လို့မှတ်ရပြီပါနော်ဒီ video တော့ thanks for watching bye bye